အလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အင်္ဂါနေ့တရစာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ပဲနဲ့အစာအဆုံးတီချာလေးကြည့်ပေးပါခင်ဗျာတခါတော့ကဇေယဝတီလို့ခေါ်တဲ့တော်ဦးကြီးတခုရဲ့အဆုံးအဖျားမှာ ဆင်းရဲသားဝါကုတ်သမားနှစ်ယောက်နေထိုင်ကြပါတယ်။သူတို့ဟာတငယ်ချင်းတွေဖြစ်ပြီးတော့တယောက်ကတော့အောင်တင်နောက်တစ်ယောက်ကတော့မောင်မြတို့ပဲဖြစ်ပါတယ်။အောင်တင်ဟာစိတ်ရှည်ပြီးတော့လုံလာဝရိယရှိပါတယ်။အလုတ်ကိုမှန်မှန်ကန်ကန်စ조사လုပ်ကင်ပါတယ်။မောင်မြကတော့လွယ်လွယ်နဲ့ချမ်းသာခြင်းပါတယ်။စိတ်မရှိဘဲနဲ့လောဘကြီးပါတယ်။ သူတို့နှစ်ယောက်ဟာနေ့စဉ်နေ့တိုင်းတော်တဲ့ဝင်ပြီးတော့ဝါခုတ်တယ်ဈေးမာရောက်ပြီးတော့အသက်မွေးဝမ်းကြောင်းပြူကြရပါတယ်ဒီနေ့မှာတော့သူတို့ဟာဇေယဝတီတော်တဲ့ကအရင်ကတခါမှမရောက်ဘူးခဲ့တဲ့တော်နယ်ကြီးတွေကိုရောက်သွားခဲ့ကြပါတယ်အဲဒီမှာတော့ထိုးစန်းတဲ့အပင်ကြီးတစ်ပင်အောက်မှာထိုင်နေတဲ့အဖိုးတယောက်ကိုတွေ့ပါတယ် အဘိုးကတော့ရိုးရိုးအဘိုးကိုမဟုတ်ဘဲနဲ့မျက်နှာမှာမြင့်တာတက်တွေဖြာထွက်နေပြီးတော့သူ့ရဲ့ဘေးမှာလေတမင်ငယ်လေးတွေရုံငယ်လေးတွေကရက်နေကြပါတယ်သူတို့နှစ်ယောက်လည်းအံ့ဩပြီးတော့အဘိုးကိုရှစ်ခိုးကတော်လိုက်ပါတယ်အဘိုးကတော့ပြုံးပြပြီးတော့သူတို့ကိုမေးလိုက်ပါတယ်လူငယ်တို့ဒီတောနယ်ထဲကိုဘာလာလောက်ကြတာတော့မောင်မြကတော့လောဘတကြီးနဲ့ပဲဖြေလိုက်ပါတယ် အဘကျွန်တော်တို့ဟာစင်းရဲတဲ့ဝါခုတ်တမားတွေပါကြာဘူးတာတော့ဒီတော့တယ်မှာရွှေဝါပင်ဆိုတာရှိတယ်ဆိုလို့အဲ့ဒါကိုလာရှာတာပါလို့ပြောလိုက်ပါတယ်အဖိုးကတော့ရေမောပြီးတော့ရွှေဝါပင်ဆိုတာဒန်နာကြီးထဲမှာပဲရှိတယ်တကယ့်ရွှေထက်တန်ဖိုးရှိတာကတော့ကိုယ့်ရဲ့စူးစမ်းမှုကရတဲ့အတီးအပွင့်ပဲဒါပေမဲ့မင်းတို့ဒီလောက်တောင်လိုချင်ကြမှာတော့အဘမင်းတို့ကိုမျိုးစေ့တစေ့ပေးခဲ့မယ် အဖို့ကတော့သူ့ရဲ့လွယ်ဤထဲကနေမဲနေပြီးတော့မာကျောနေတဲ့မျိုးစေ့နှစ်စေ့ကိုထုတ်ပေးလိုက်ပါတယ်။မျိုးစေ့တွေကတာမန်ဝါးစေ့တွေနဲ့လုံးဝမတူပါဘူး။ဒီမျိုးစေ့တွေက စိန်ဝါမျိုးစေ့လို့ခေါ်တယ်။သူကိုစိုက်ပျိုးဖို့အတွက်စီကန်းတွေရှိတယ်။ဒီမျိုးစေ့ကိုမြေမာစိုက်ပြီးတာနဲ့နေ့စဉ်နေ့တိုင်းရေတခွက်အတိအကျလောင်းပေးရမယ်။တရက်မှပြက်ွက်လို့မရဘူး။ ဒါပေမဲ့တခုတော့ရှိတယ်။ဒီမျိုးစေ့ဟာတနေ့တိတိကြားတဲ့အခါမှာတော့မြေကြီးတဲကနေဘာအညွန့်ဘာအရွက်မှထွက်လာမှာမဟုတ်ဘူး။မြေလူကြီးကိုတနေ့တိတိနေ့စဉ်ရေလောင်းရမှာတနေ့ပြည့်တဲ့နေ့ကြမှာသူက အပင်ပေါက်လာလိမ့်မယ်။မင်းတို့စိတ်ရှည်နိုင်ပါမလား။မောင်မြားကတော့တနေ့တောင်လား။ဒါပေမဲ့စိန်ဝါဆိုတော့ရတာနဲ့ပဲချမ်းသာမှာပဲ။ ရပါတယ်ကျွန်တော်လောင်းနိုင်ပါတယ်လို့အလွယ်တကူပြေးလိုက်ပါတယ်အောင်တင်ကတော့ကျွန်တော်စ조사ကြည့်ပါမယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်လုံးမျိုးစေ့ကိုစီနဲ့ပဲရွာကိုပြန်လာကြပါတယ်အောင်တင်ဟာသူ့အိမ်နောက်ဘေးကမြေခွဲလမ်းမှာမျိုးစေ့ကိုဂယုတစိုက်စိုက်ပြိုးလိုက်ပါတယ်ပြီးတော့ပထမဆုံးနေ့ရက်အတွက်ရေတခွက်ကိုလောင်းလိုက်ပါတယ်မောင်မြကလည်းသူ့ရဲ့အိမ်ရှိမှာရေချင်းတူးပြီးတော့မျိုးစေ့ကိုစိုက်ပါတယ် ပထမနှစ်ရေလောင်းလိုက်ပါတယ်။နောက်တဲ့နှစ်အောင်တင်ရေလောင်းပါတယ်။မောင်မြားလည်းရေလောင်းပါတယ်။တပတ်ကြာသွားတယ်။ဘာမှထူးမလာပါဘူး။မြေကြီးကမြေကြီးပါပဲ။တလကြာသွားတယ်။အောင်တင်ကတော့နှေးစီမပြတ်မကွက်ရေလောင်းနေတုံးပါပဲ။မောင်မြားကတော့စိတ်မရှိတော့ဘူး။ဘာမှလည်းထွက်မလာဘူး။ဒီဖိုးကြီးငါတို့ကိုလိန်လိုက်တာလားမသိဘူးဆိုပြီးတော့ခြေကိုလောင်းလိုက်မလောင်းလိုက်လှုပ်လာပါတယ်။ သုံးလကြာတဲ့အခါမှာတော့အောင်တေဟာနေ့စဉ်ဝါခုတ်သွားပြန်လာရင်သူ့ရဲ့မြေခွက်လေးကိုမပြတ်မကွက်ရေလောင်းပါလေ။ရွာသားတွေကတော့သူ့ကိုမြေလို့ရေလောင်းတဲ့အယူလို့ကြွေရမှာခေါ်နေကြပါတယ်။ကောင်းမြားကတော့လုံးဝလက်လျှော့လိုက်ပါပြီ။သုံးလလုံးလုံးဘာမှမထူးတဲ့အပင်တစ်နှစ်ပြည့်လေထူးမှမဟုတ်ဘူး။အချိန်ကုန်တယ်။ သူဟာမျိုးစေ့ဆိုင်ထားတဲ့နေရာကိုခြေထောက်နဲ့ကမ်းပြီးတော့ဝါးခုန်တောင်မှန်မှန်မသွားတော့ဘဲနဲ့ကြက်တိုက်အရက်တောင်ရင်နဲ့ပဲအချိန်ဖြုံးနေတော့ပါတယ်6လ6လ10လလောက်ကြာတဲ့အခါမှာတော့အောင်နေတယောက်ထဲသာနေ့စဉ်ရေလောင်းနေတော့ပါပဲသူကိုယ်တိုင်လေးတခါတလေတန်တရာဝင်မိပါတယ်ငါလုံနေတာမှန်ရဲ့လားပေါ့ဒါပေမဲ့သူကတော့တောဆောင်နဲ့ကိုပေးခဲ့တဲ့ဂရီကိုတတိယပါတယ် 調査ကြည့်ပါမယ်ဆိုတဲ့စကားဒါကြောင့်သူလုံးဝလက်မလျှော့ခဲ့ပါဘူးနောက်ဆုံးတော့365ရက်မြောက်နေ့တနေ့တိတိပြည့်တဲ့နေ့ကိုတော့ရောက်လာခဲ့ပါတယ်အောင်တရားထုံးစံအတိုင်းပဲရေခွဲကိုကင်ပြီးတော့သူရဲ့မြေခွဲလက်စီကိုလာခဲ့ပါတယ်သူရေမလောင်းခင်မှာပဲမြေကြီးကိုကြည့်ပြီးတော့တက်ပြင်းတစ်ချက်ချမိပါတယ်သူရေခွက်ကိုမှောက်ချလိုက်တဲ့အချိန်မှာတော့မြေကြီးကအနှဲငယ်တုံးခါသွားပါတယ် အောင်တွေကတော့လန့်ပြီးတော့နောက်ကိုစုံလိုက်ပါတယ်။သူ့ရဲ့မျက်စိရှေ့မှာတင်သူ့ရဲ့လောင်းနေတဲ့ညီကြီးကနေစိမ့်ဆိုပြီးတော့တလဲလဲတောက်ပါနေတဲ့ဝါညွန်ကြီးတညွန်ဟာရှိုးကနေအရှိန်တိုးနဲ့ထွက်လာခဲ့ပါတယ်။ဒါဟာတာမန်ဝါညွန်မဟုတ်ဘူး။စိမ့်တွေကြောင်းမြတ်ရတနာတွေစီချဲထားသလိုတောက်ပါနေပါတယ်။ဝါညွန်ဟာမျက်စိရှေ့မှာပဲကြီးကြီးပြီးတော့မြင့်တက်သွားလိုက်တာ။ မကြာခင်မှာပဲကြီးမားခံရတဲ့စိန်ဝါပင်ကြီးတစ်ပင်ဖြစ်သွားပါတယ်။အောက်တင်ကတော့ဝမ်းတာလုံးလို့မျက်ရည်တောင်ကြာမိပါတယ်။အဲ့ဒီဝါပင်ကြီးကနေဝါတလုံးကို ခုတ်ချလိုက်ပါတယ်။ခုတ်ချလိုက်တဲ့နေရာကနေပဲချက်ချင်းဝါသည့်တလုံးပြန်ထွက်လာပါတယ်။ခုတ်လီထွက်လေခုတ်လီထွက်လေပါပဲ။ ီစိန်ဝါးတွေဟာအလွန်အကျန်းခံပြီးတော့လှပတောက်ပါတဲ့အတွက်ဘယင်မင်းမြတ်ရဲ့နန်းတော်ဆောက်လုပ်ရေးအတွက်အမြင့်ဆုံးဈေးနဲ့လာဝယ်ကြပါတယ်။အောင်တေဟာမကြခင်မှာပဲတထဲကြီးတစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့သူကတော့ဘဝမမြင်ဘူးဆက်ပြီးစ조사လုပ်ကင်ပါတယ်။ရွာသူရွာသားတွေကိုလည်းပြန်လဲကူညီပါတယ်။ဒီတဲ့င်းကိုကြားတဲ့မောင်မြတယောက်ကတော့နောင်တာကြီးစွာနဲ့ပဲသူ့ရဲ့ရှိကမြေခွဲစီကိုပြေးသွားပါတယ် သူမျိုးစစ်ဆိုင်ခဲ့တဲ့နေရာကိုလက်နဲ့ရော ပေါတူးနဲ့ရော အငဲမရ တူးစွာကြည့်ပါရယ်။ဒါပေမဲ့မြေကြီးထဲမှာတော့ဘာမှမရှိတော့ဘူး။သူပြစ်ထားခဲ့တဲ့ရေမလောင်ခဲ့တဲ့စိန်ဝါမျိုးစစ်လေးဟာအချိန်တန်တော့မြေကြီးထဲမှာပဲပုတ်တိုးပျက်စီးသွားခဲ့ပါပြီ။မောင်မြဟာငါသာအောင်တဲ့လို့စိတ်ရှိခဲ့ရင်ငါသာနေတိုင်းရေလောင်ခဲ့ရင်လို့တတို့တို့ရေရွရင်းနဲ့ပဲသူရဲ့ပြည်ကြီးမှု စိတ်မရှိမှုနဲ့လောဘကြီးမှုတွေရဲ့အကျိုးဆက်ကိုတော့ခံစားရင်းနဲ့ပဲဆင်းရဲစွာနဲ့ပဲနေထိုင်သွားရပါတယ်။တကယ်အောင်မြင်မှုဆိုတာပညာချင်းရတဲ့ထီပေါက်တယ်လို့မဟုတ်ပါဘူး။လူတွေမမြင်နိုင်တဲ့မြေကြီးအောင်မှာအချင်းအကြာကြီးအားမွေးနေရတဲ့ဝါပင်လိုပါပဲ။ကိုလုံးနေတဲ့အလုတ်ကချက်ချင်းအရာမတင်သေးရင်တော့နေ့စဉ်မပြတ်လုံလပရိယာဆိုတဲ့ရေကိုလောင်းပေးနေဖို့လိုပါတယ်။စိတ်ရည်တည်ကံပြီးတော့ မမှန်ကန်ကန်စ조사နေသူအတွေ့တော့တနေ့နေ့တစ်ချိန်ချိန်မှာစိန်ဝါမယ်လို့ခန်းနာတဲ့အောင်မြင်မှုကတေချာပေါက်ထွက်ပေါ်လာမှဖြစ်ပါတယ်။